ခုဂျန်ပတ်ကတော့ဘောင်ဂျန်ခန်းချင်း50ဖြစ်ပါတယ်ပြီးတော့ဒီကဘာဦးချင်းရဲ့နောက်ဆုံးအခန်းချင်းလည်းဖြစ်ပါတယ်ခန်းကြီး50အငယ်1မှ6ထိုအခါယောသတ်သည်အဖအီမျက်နှာပေါ်မှငုံ၍ငိုလျက်နန်းလျက်နေ၏အဖအီအလောင်းကိုနန်းတံမျိုးနှင့် ပြင်ဆင်စေခြင်းကမိမိကျွန်းသေးသမားတို့ကို အမိန့်ရှိ၍သူတို့သည်နန်းတံမျိုးနှင့် ပြင်ဆင်ကြ၏နန္ဒမျိုးနှင့် ပြင်ဆင်သောအလောင်းကိုထုံးစံရှိသည့်အတိုင်းထား၍အည့်၄၀လွန်လင်အေဂုတ်ထုလူတို့သည်ရာကုတ်ကြောင့်အည့်80ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏ငိုကြွေးမြည်တမ်းသောနေ့ရက်လွန်သောအခါယောသတ်သည်နန်းတော်သားအချို့တို့ကိုခေါ်၍သင်တို့သည်ကျွန်ုပ်ကိုစေတနာစိတ်ရှိလျင် ဖာရောဘီယံထံတော်သို့သွား၍ ကျွန်ုပ်အဖကငါတည်တော့မည်ခန္ဓာပြည်၌ကိုဖို့ငါတူဘူးသောတင်းကြိုင်းတွင်၌ငါကိုတင်းကြိုရမည်ဟု၍ကျွန်ုပ်ကိုချိန်ဆစေပါပြီထိုကြောင့်ကျွန်တော်တွား၍အဖကိုတင်းကြိုပြီးမှ ပြန်လာပါမည်အကြောင်းကိုအတနာတော်ခံပါသည်ဟု နာတော်လျှောက်ကြပါလောဟုဆို၏ဖာရောမင်းကလည်းတင်းဤအဖချိန်ဆစေသည့်အတိုင်းတွား၍ တင်းကြိုလောဟု မိန်တော်မူ၏အငယ်ခုနှစ်မှဆလီယောဒတိအဖကိုတင်းကြိုခြင်းကထွက်သွား၍ဖာရောမင်း၏ကျုံများဒီဟုသောနန်းတော်အရာရှိအေဂုတ်တုပြည်အရာရှိအပေါင်းတို့နှင့်ယောဒအိမ်သားအကိုတို့အိမ်သားအဖအိမ်သားရှိသမျှတို့သည်လိုက်ကြ၏သူငယ်တို့နှင့်တိုးနွားများကိုသာ ဂောရှင်ပြည်၌ကြံရစ်စေကြ၏ထို့သို့လျှင်မြထာမြာမြင်းစည်းသူရဲ့များဒီဟုသော အလုံးများစွာသော အလုံးရင်တို့သည်ယောသနှင့်တကွလိုက်သွားကြ၏ယော်ဒန်မြစ်နှမ်းမှအာဒတ်ကောက်နေတလင်းတို့ ရောက်သောအခါအလုံးကြီးစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏ယောသသည်မိမိအဖအကြောင့်ခொနည်းပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏ ထိုသို့အာဒတ်ကောက်နေတလင်း၌ပြုသောငိုကြွေးမိတန်းခြင်းကို ထိုပြည်သားခါနန်လူတို့သည်မြင်လျင်အဲဂုတ်ထုလူတို့သည်ပြင်းစွာငိုကြွေးမိတန်းပါသည်တကားဟုဆိုကြ၏ထိုကြောင့်ယော်ဒန်မြစ်နားမှရှိသော ထိုရက်ကိုအပေလမိဇရိန်ဟု၍သမုတ်ကြသည်ရာကုတ်သားတို့သည် အဖမှားထားသည့်အတိုင်းပြုကြ၏ ခန္ဓာပြည်သို့ဆောင်းသွား၍အာဗြဟံသည်ကိုပိုင်သောတင်းကျိုင်းဖို့ဟိတ်တီအမျိုးသားအေဖရုန်၌ဝယ်သောမန်ရီမြို့ရှိမပေလလေပြင်းတွင်ရှိသောမြေထွင်း၌တင်းကြိုကြ၏ယောသတ်သည်အဖကိုတင်းကြိုပြီလင်အကိုများမှဆက်၍မတာလိုက်လာသောသူအပေါင်းတို့နှင့်တကားအေဂုတ်ထုပြည်သို့ပြန်လေ၏အငယ်၅မှ၂၁ ယောသအကိုတို့သည်အဖတ်သေးဒီကိုတိမြင်လျင်ငါတို့ကိုယောသသည်အညိုထားကောင်းထားလိမ့်မည်ငါတို့သည်အထက်က သူ့ကိုညှင်းဆဲသောကြောင့်ငါတို့အားဧကအမှန်ပြန်၍ညှင်းဆဲလိမ့်မည်ဟုဆိုရင်လေသူထံသို့ တမန်ကိုဆေလွတ်၍ကျွန်ုပ်အကိုတို့သည်မကောင်းသောအမှုကို ကိုရော့အားပြုမိ၍ကိုရော့ကိုပြစ်မှားသောအပြစ်ကိုလွတ်တော်မူပါဟု ကိုရော့အားကြားလျှောက်ရမည်အကြောင်းခမည်းတော်မသိမီ ကျွန်တော်တို့ကိုမှားထားခဲ့သည်ဖြစ်၍ယခုတွင်ခမည်းတော်၏ဖျားသခင်ကျွန်တော်တို့၏အပြစ်ကိုလွတ်တော်မူပါဟုရှောက်ကြ၏ထိုတို့ရှောက်ကြသောအခါယောသတ်သည် မျက်ရည်ကျလေ၏အကိုတို့သည်လည်းဝင်၍ယောသတ်ရှိမှ ပြတ်ဝတ်လျက်ကျွန်တော်တို့သည် ကိုရောဤကျွန်ဖြစ်ကြပါသည်ဟုရှောက်ကြ၏ယောသတ်ကလည်းမစိုးရင်ကြနှင့် ကျွန်ုပ်သည်ဖျားသခင် ကိုစားဖြစ်တော်တင်တို့သည်ကျွန်ုပ်ကို ညင်းဆဲပြီးကြံကြတော်လဲဘုရားသခင်သည်ယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကယေရှုပြုမိကြံတော်မူ၏ထို့ကြောင့်မစိုးရင်ကြနှင့်တင်တို့နှင့်သူငယ်များကို ကျွန်ုပ်ကြွေးမေးမိဟုဆိုလျက်သူတို့ကို နှစ်သိမ့်စေ၍မေတ္တာစကားကို ပြောလေ၏အငယ်၂၂မှ၂၆ထို့သောယောသတိ မိမိအဖအီအမျိုးသားတို့နှင့်အဂုတုပြည်၌နေ၍အသက်တရာ30ကိုမိဤအေဖရိမြေကိုမြင်ရ၏မနာရှိသာမာခိရဤသာသမီတို့ကိုလည်းမိမိဒူးပေါ်မှမွေးစားရ၏ယောသကလည်းကျွန်ုပ်တည်တော်မီအကယ်စင်စစ်ဘုရားသခင်သည်တင်တို့ကိုအကြည့်ရှုကြွလာတော်မူမီအာဗြဟံဤဆက်ယာကုတ်တို့အားချိန်ဆတော်မူသောပြည်တို့ ဤပြမဆောင်းတွားတော်မူမည်ဟု အကိုတို့အားဆို၏တပန်တို့အကယ်စင်စစ်ဘုရားသခင်သည်တင်တို့ကိုအရှိရှုကြွလာတော်မူမည်ကျွန်ုပ်အယိုးတို့ကိုဤရက်မှယူသွားရမည်ဟု၍ဤဒေလအမျိုးသားတို့ကိုချိန်ဆစေ၏ထိုတို့ယောသတိအသက်တရာရှိသော အနိစ္စရောက်လေ၏အလောင်းကိုကနန္တာမျိုးနှင့် ပြင်ဆင်ပြီးလျှင် အေဂုတုပြည်၌တလားနှင့်ထားကြလေ၏ရှင်မောရှိစီရင်ရေးထားသောကဘာဦးချံပြည်၏ Okay ကဘာဦးချံပြည်ပါပြီ So now အဂျမ်ပိုက်တွင်မှပြန်တွေ့ကြမယ်နော် Bye bye